ရန်သူကိုတိခြင်းက ကျွန်တော်တို့အတွက်အားသာချက်ဖြစ်တယ်။ဒါမဲ့ယုံကြည်သူတွေကရန်သူကိုသိမ့်မသိဘူး။မနာယီပရိယလို့ပြောကြည့်ပါဦး။ပရိယသိကြွယ်ဝရတယ်နော်။တခါလေသူလာတဲ့ပုံစံအပြော့နဲ့တခါလေအကြမ်းနဲ့တခါလေပဝင်းကျင်ကအဝေးကလာတယ်။တခါလေအနီးကလာတယ်။ဆိုတော့ပရိယဒါရီကိုတားဆီးနိုင်မဲ့အကြောင်းဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုဝစ်ဆောင်ကြလောအကြောင်းမူကားငါတို့သည် ဒီမှာဖတ်ကြည့်ပါအသွေးအသားရှိသောရန်သူတို့ ਨੇ စိုင်းပြိုင်တိုက်လှန်ရကြသည်မဟုတ်တဲ့ဒေးဗစ်ကအသွေးသားရှိတယ်။ဒါဆိုဒေးဗစ်ကသင်ရရန်သူလားမဟုတ်ဘူးရန်သူမားနေပြီခမရန်သူမားနေပြီကျွန်တော်မပြောနဲ့ရန်သူမားနေပြီတခြားအမှုရဆောင်တရားကိုမဝေဖန်နဲ့ခမရန်သူမားနေပြီ အဲ့ရန်သူကဘာတူလဲနောက်ွယ်မှာအလုတ်လုတ်နေတာဒါဆိုဘာတူလဲလေးမျိုးရှိတယ်နော်ရန်သူကအထွတ်မြတ်တို့နဲ့၎င်းအာနာဆက်တို့နဲ့၎င်းလော်ကီမောင်မိုက်၌အစိုးတရားပြုလုပ်သောမင်းတို့နဲ့၎င်းမိုးကောင်းခင်၌နေသောနတ်ဆိုးတို့နဲ့၎င်းစိုင်းပြန်တိုက်လှန်ရကြ၏ဒီမှာတဲ့ရဲ့ရန်သူ လေးမျိုးရှိတယ်ဒါကြောင့်အထွတ်မြတ်တီအာနာဆက်တီမင်းနေပြီးရင်နတ်ဆိုးတွေဒါတွေကယုံကြည်သူတွေရင်ဆိုင်ရမယ့်ဟာ ဒါမဲ့လို့ပြောတဲ့ခါမှာဟာဆရာဒီအသွေးသားရှိတဲ့ယန်သူကလာတိုက်တာအောင်မဖြစ်နိုင်ဟုတ်တယ်အသုံးခံတဲ့သူတွေကိုသုံးလေးရှိတယ်အခုဖြစ်ပြက်နေတဲ့အရာတွေအခုမြင်ရတဲ့စစ်ပွဲရှိတယ်ဒီမမြင်ရတဲ့အနယ်ပယ်မှာတိုက်ခိုက်နေတာတွေအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဒီဝိညာဉ်စစ်ပွဲတွေအမှန်တကယ်ရှိနေတယ်ဆိုတာကိုလက်ခံပါဟာငါတို့ကတချို့ကဘလို့ပော့ပော့လဲဆိုတော့လေအာငါတို့က ခရစ်တော်ရဲ့သားသမီးတွေလေခရစ်တော်အသွေးတော်နဲ့လဝါးကားတိုင်းမှာရွေးဝယ်ထားတဲ့သူတွေဘာကြောက်ရမလို့အဲ့ဒါယန်သူကိုပေါ်ဆတယ်မသိတာလို့ခေါ်တယ်ယန်သူကိုမသိတဲ့အခါမှာယန်သူကကောင်းကင်တမန်ဖြစ်ပုခဲ့ပူတာ哦ဟေရှာဆလေယေဇကြည်လာ28ဒီခန်းနေမှာဖတ်ကြည့်လိုက်ရင်ကောင်းကင်တမန်ကောင်းကင်တမန်ကမှကိုးကွယ်သောကောင်းကင်တမန် ဖះရဲ့မျက်မှောက်တော်ထဲမှာနေခဲ့တဲ့သူဖြစ်တယ်။အဲ့ဒီကနေမာနတက်ပြီးတော့ရန်သူဖြစ်သွားတာ။ဒါကြောင့်မလို့တင်နဲ့ကျွန်တော်အကြောင်းကို तू ကကောင်းကောင်းသိတယ်။သူ့အချိန်နည်းနည်းပဲကြံတော့တယ်။စာတန်းသိလား။သိတယ်။ဒါကြောင့်အခုအချိန်မှာအင်မတန်အလုပ်လုပ်တယ်။အရာလုပ်လုပ်တဲ့ကာလဖြစ်တယ်စာတန်း။ဒါပေမဲ့မကြောက်နဲ့။မကြောက်လဲ။ ယောလာနှစ်နဲ့သုံးမှာပါဂရိပေးထားတယ်။နောင်ကာလမှာလူမျိုးတကာတို့ပေါ်သူငါကြီးဝိညာဉ်သွန်လောင်းမယ်။ဟာလေလုယာ။စာတန်ကလေတကယ်တော့ copycat copycat ဆိုတာအတူရောင်လှုပ်တဲ့တရား။ဘာမှမစူ तू အတူရောင်ပဲလိုက်လှုပ်ချင်တာ။ဆိုတော့ဖခင်ရဲ့ဝိညာဉ်တော်သွန်လောင်းမယ်လို့လှုပ်တဲ့ချိန်မှာလေဒီဝိညာဉ်ဆိုးတွေကလှုပ်လာလှုပ်တာပေါ့။ဖခင်ရဲ့လူတွေကဖခင်ရဲ့နှုတ်ပတ်တော်ဟောတဲ့ချိန်မှာဖခင်လူရောင်ဆောင်တဲ့သူတွေရောမရှိဘူးလား။ရှိတာပေါ့။ तू အမြဲတမ်းအလုပ်လုပ်နေတာ။ အဲကြောင့်မိတ်ဆွေဒီနေ့တန်ရှင်သောဝိညာဉ်တော်နဲ့တွားပါ။တန်ရှင်သောဝိညာဉ်တော်ရဲ့ဆောင်မခြင်းမရှိဘူးဆိုရင်အဆိုးကောင်းမခွဲတတ်တော့။နောက်ကပတ်တော်စစ်လာတူလာမခွဲတတ်တော့။သူလည်းစံစာထဲကပြောနေတယ်။ဒါပေမဲ့ကိုကကိုယ်တိုင်မဖတ်ထားတော့လိန်ခံနေရမှမသိခဲ့ဘူး။ဒီလိုမဖြစ်ဖို့ဒီမှာစံစာကိုကျွန်တော်တို့လေ့လာဖို့လိုတယ်။ဆိုတော့ तू ကအမျိုးသားမျိုးသမီးဖြစ်ချင်တာ။ဆိုတော့ तू ဒီကလေးတွေကိုသတ်ဖို့လုပ်တဲ့လက်နက်တွေပြင်ဆင်တဲ့အချိန်မှာသူ့ရဲ့ ီကြည်တောက်မှာပါရေးထားလဲ for the children တဲ့ကလေးတွေအတွက်ကလေးတွေဆိုတာကချစ်စရာကောင်းတဲ့သူတွေအဲသူတို့ကိုတွန်တင်ရမယ်လမ်းမမအောင်လမ်းပြရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီကလေးတွေကိုတတ်ဖို့ကသူက obsess ဖြစ်တယ်ဆိုတာဒါကြီးပဲစဉ်းစားနေတာဒါဟုတ်ပဲပြန်စီနေတာ23နှစ်ပဲရှိသေးတယ်အဲ့ဒီအောင်သူကိုယ်တိုင်လဲကလေးပဲလူငယ်လေးပဲမဖြစ်တာလေရန်သူလေး ရန်သူသူအခွင့်ပေးတာလေဆိုတော့အဲ့ဒီမှာသူရဲ့ပြင်ဆင်တဲ့ပုံလေးတွေရှိတယ်ဆိုတော့သူကအသင်းတော်အင်မတန်မှမုန်းတယ်ဖျားကြီးနဲ့စန့်ကျင်ဖို့ပြင်ဆင်တာဖျားပါမှာလေဒါပဲလားမဟုတ်ဘူးသူရေးတဲ့သူ့ရဲ့ဂျာနယ်ထဲမှာသူပုံဆွဲထားတယ်ဒီပုံကကျွန်တော်စတွေ့တဲ့ချိန်မှာစက်သိမ်းထားသွားတယ်။ဘာကြောင့်လဲဆိုတော့သူကသူ့ကိုယ်သူမှန်ထဲမှာကြည့်တဲ့ပုံစံကိုသူဆွဲထားပြီးတော့တနတ်နဲ့ ဒါပေမဲ့မှန်တဲ့ကနေသူ့ကိုပြန်ကြည့်တဲ့ပုံကြတော့ demon ဆုံးတက်ပညာတွေတကယ်ရှိလားကျန်းစာရှိလို့ပြောတာဗော တချို့ကလည်းအဆရာရဲ့ဒါကြောက်ဆရာမဟုတ်ပါဘူးမဖះမလို့ရဘူးပြောရဲဆိုတာတကယ်ရှိလို့လားရှိလို့ဗောမသင်ရဘူးလို့ပြောတာတကယ်ရှိလို့လားတကယ်ရှိလို့မသင်ခိုင်းတာဆိုတော့ဒီ website မှာဘာရေးသွားလဲဆိုတော့เนาะ website ရဲ့နာမည်က Jezebel တဲ့ Jezebel 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 နော်ယေဇဗေလဝိညာဉ်စုအကြောင်းကျွန်တော်ဟောထားတာရှိတယ် controlling spirit ထိန်းချုပ်ခြင်းလေဆိုတော့သူကဘလောက်ထိထိန်းချုပ်ခြင်းလဲဆိုရင်ဒီခေါင်းဆောင်တွေနောက်ွယ်မှာရှိနေတတ်တယ်ဆိုတော့ဒီဆုံးအတတ်ပညာတွေကပူဆွမ်းတာလားနော်ပုံဆွမ်းတာမဟုတ်ဘူးတကယ်တော့ဒါဆိုဘာလို့ဖြစ်တာလဲဖျားအခွင့်မရှိရင်ဘာမှမဖြစ်ဘူးဒါတွေကဒါဆိုဖျားကဒါတွေကိုမသိဘူးလားကြိုသိတယ်ဘာလို့ခွင့်ပြုတာလဲ ရန်သူကအဆိုးအတွက်ကိုကြံစီပေမဲ့ဖះကအကောင်းဆုံးအဖြေထွက်လာဖို့လုပ်လေရှိတယ်။ငါချာလီကတ်ဆုံးသွားတာဆိုးလားဆိုးတယ်။ဒါပေမဲ့အခုချိန်မှာဘာဖြစ်လဲချာလီကတ်တွေအများကြီးဖြစ်လာတယ်။ယင်တော့သူ့ကိုမသိတဲ့သူတွေအများကြီးရှိတယ်။ဒါပေမဲ့အခုချိန်မှာ သူ့ရဲ့ပြောကြားချက်တွေသူ့အကြောင်းသေချာလေ့လာပြီးတော့သူ့အတိုင်းပဲဖြစ်ချင်တဲ့လူငယ်တွေအများကြီးထွက်လာတယ်။ အကြောင်းရန်သူကဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ဘလို့ပဲဖြစ်ဖြစ်ဖျားကကြီးမာတဲ့အမှုပြုမယ်ဆိုတာကိုသင်နဲ့ကျွန်တော်သိထားဖို့လိုတယ်အစိုးအပြင်ရှုံးခံတဲ့အကောင်အဖြစ်စိုးကိုနိုင်လောဒီချာလီခတ်ကိုလောက်ကြံသွားတဲ့သူက သူကလည်းယောက်ျားကနေမိမပြောင်းနေတဲ့သူနဲ့အတူတူနေတယ်မတူညီဘူးလားခုနတစ်ယောက်ကလည်း ယောက်ျားနေမိန်းမပြောင်းတယ်ဒီတရားကလည်းယောက်ျားနေမိန်းမပြောင်းနေသူတည်းနေတယ်အနောက်ွယ်ကလှုပ်တဲ့ဝိညာဉ်ဆိုးကအတူတူပဲယန္တုစာရန်ကျွန်တော်တို့တိုက်ခိုက်တဲ့နီလန်၃ခုပဲရှိတယ်ကိုကာယရဲ့တတ်မှတ်ခြင်းနဲ့လာလိုက်မယ်မျက်စိရဲ့တတ်မှတ်ခြင်းနဲ့လာလိုက်မယ်နောက်မှရင်စီးစိမ်နိုင်ဝါကြွားခြင်းပဲကမေရောနဲ့မဆိုင်ဘူးလောကနဲ့သာဆက်ဆိုင်ကြ၏လောကနဲ့လောကီတတ်မှတ်ခြင်းသည်ရွေ့သွား၊ကွယ်ပြောက်တတ်၏ ဘုရားသခင်အလိုတော်နဲ့အညီကျင့်တော်သူမူကနေဆာထာဝရတီဟာလေလုယာဒါကြောင့်ကျွန်တော်တို့ကလောကနဲ့မဆိုင်တော်သူများဖြစ်တယ်ဝင့်ခံမအောင် comment ထဲမှာလောကနဲ့မဆိုင်လို့အာမင်လောကနဲ့မဆိုင်ဘူးဒါပေမဲ့လောကမှာနေနေရသေးတယ်ဘုရားကအလင်းပြစ်ထားတာမှောင်တဲ့နေရာရှိတယ်အမှောင်ရဲ့တကူတွေရှိတယ်အာနာဇက်တွေနဲ့ကျွန်တော်တို့ဟာရင်ဆိုင်နေရတယ်အဲ့ဒီရင်ဆိုင်တဲ့အခါမှာယန္တူကိုသိရမယ်ကိုကိုကိုဘယ်သူလဲဆိုတာ သိရမယ် Halloween holy evening မဟုတ်အဓိပ္ပာယ်ကတော့ nothing's holy about it ဘာမှတန်ရှင်းတဲ့ညနေခင်းမဟုတ်ဘူးဒီမှာကြည့်ပါဦးဒီပွဲလာတော့မယ်အော်တိုဘာလ31အဲ့ဒါပတ်သက်ပြီးတော့ I'm shocked Christian celebrate Halloween နဲ့ဒီ John Ramirez ကဘာလို့လဲဆိုတော့ Satan ရဲ့ Yip Rohit ဖြစ်ခဲ့ဘူးတဲ့သူ Satan ရဲ့ Yip Rohit ်စာတန်ဂိုင်းမှာယစ်ဘရိုဟိတ်အဆင့်ရောက်ခဲ့ဘူးတဲ့သူဟာမပြောဘူးလေသူအံ့ဩတယ်တဲ့ခရီးယန်နေဟောလိုဝင်းကျင်းပါတာအံ့ဩတယ်ဘာကြောင့်လဲ No Halloween သူရဲ့မလုံနဲ့ဒါမလုံရဘူးစာတန်ရဲ့ပွဲလို့ပြောတယ်နော်ဒီမှာဆိုလေ founder of the church of satan ਨੇ ဆိုတော့စာတန်အသင်းတော်တီထောင်တဲ့သူဟာမပြောထားလဲဆိုတော့အဲ့ဒီ တစ်နှစ်မှာတစ်ကြိမ်တဲ့စာတန်ကိုဝစ်ပြုတ်ကိုးကွယ်တဲ့နေရာမှာတဲ့ခရိယာမိဘတွေကကလေးတွေကိုခွင့်ပြုတာသူအရန်ဝမ်းမြောက်တယ်တဲ့အဲ့လိုရေးတာနော်တစ်နှစ်လုံးမှာတရက်လေးတော့စာတန်ကိုကိုးကွယ်ဖို့ခရိယာမိဘတွေကခွင့်ပြုတာသူအရန်ဝမ်းမြောက်တယ် Halloween ကတကယ်တော့တဲ့စာတန်ကိုအမွန်းတင်နဲ့ပွဲဖြစ်တယ်ဒါဒီလူတွေကအခုအခုပြောတဲ့လူကအခုယုံကြည်သူဖြစ်လာတာဒါပေမဲ့သူတို့ကဟိုးဖက်အမှောင်အမှောင်ဖက်ဂျန်ကပြောင်းလာတဲ့သူတွေသူတို့ဘာလုပ်နေလဲဆိုတော့သူတို့သိတယ်ကျွန်တော်တို့ကမသိဘူးရန်သူကိုမသိဘူးမသိတဲ့ခါမှာအော်ချူချင်းလေး ောက်တာများပါဖြစ်လို့လဲနော်ဟောသူတို့ဝစ်ချင်တဲ့ဝစ်စားလေးပေးဝစ်လိုက်တာပါဖြစ်လို့လဲယုံကြည်သူတွေယက်တီပါမိပါတွေယက်တီပါကျောင်းကသူတို့ကျောင်းကဆ iam မတွေကခိုင်းလို့ခါလီမှာကျွန်တော်တို့ကကိုရန်သူကိုမသိဘူးကိုကိုကိုမသိဘူးကျမတို့ဒါမျိုးမလုပ်ဘူးကျမတို့ကအလင်းရဲ့သားသမီးဖြစ်တယ်ပြန်ပြောလိုက်လေဒီပွဲတွေ လုပ်တဲ့အရာဖျားပုံးတော့မတင်ရှားတဲ့အရာတွေအားတချို့ကပြောတယ်ဆရာခရစ်စမတ်လဲဒီပွဲလိုမျိုးထဲမှာပါတယ်ဒါပေမဲ့ခရစ်စမတ်ရဲ့အနှစ်သာရကခရစ်တော်ရဲ့မွေးဖွားခြင်းကိုပုံဆောင်တယ်အဲကြောင့်သူရဲ့လာခဲ့တဲ့လမ်းကြောင်းကခရိယန်အရင်မြင်ဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ဒီအချိန်မှာစီပွားရေးသမားတွေကအခုခရစ်စမတ်ကိုကြိုးစွနေပြီမဟုတ်လဲစီပွားရေးအတွက်အဲမဲ့ကျွန်တော်တို့အတွက်တတိထားမှာက ခရစ်မတ်သည်ခရစ်တော်ရဲ့မွေးဖွားခြင်းကိုဥတည်ရင်ဒီပွဲဟာလုပ်တင်တယ်တချို့ကမလုပ်တဲ့အဖွဲ့တွေရှိတယ်ဒါပေမဲ့အခု Halloween ဒါဟာခရစ်တော်ဘုန်းတော်တင်ရှာတာပါရှိလေပွဲတွေကိုအဲ့လိုကြည်ရတယ်ဒီပွဲလုပ်တင်လားမလုပ်တင်ဘူးလားစားတင်သလားမစားတင်ဘူးလားဘာလုပ်တင်လဲစားတော်၎င်းတောက်တော်၎င်းအဘယ်အမှုကို၎င်းပြုတဲ့အခါမှာဖခင်ရဲ့ဘုန်းတော်တင်ရှာစီပါတယ် တော့ဘုရားဘုန်းတော်မထင်ရှားတဲ့အရာတွေမလုပ်ကြပါနဲ့။ဘာကြောင့်လဲဆိုတော့မကောင်းမှုနောက်ွယ်မှာအလုလုတဲ့စတဲ့ရှိတယ်။အင်မတန်မှလှုပ်ရှားနေတဲ့ကာလဖြစ်တယ်။သင်ရန်သူကိုသင်သိရမယ်။ပြီးရင်လက်ရှိဖြစ်ပွားတဲ့အဖြစ်ပျက်ကိုကြည့်တဲ့အခါမှာဝိညာဉ်စစ်ပွဲတွေကအမှန်တကယ်ဖြစ်တယ်ဆိုတော့ကျွန်တော်နှမနဲ့သိရမယ်။နှမသုံးကကိုကိုကိုသိရမယ်။သင်သိပါသင်ဟာဘုရားရဲ့ အချစ်ခံရဆုံးသောသူဖြစ်တယ်။သင်ဟာအပြစ်သားဖြစ်ပေမဲ့ဘုရားကလဝါကားတိုင်းမှာအသွေးသွန်းလောင်းပြီးတော့သူ့ရဲ့အသက်နဲ့သင်ကိုရွေးဝယ်ခဲ့တာဖြစ်တယ်။သူ့ရဲ့အသွေးနဲ့သင်ကိုရွေးဝယ်ခဲ့တာဖြစ်တယ်။သူ့ရဲ့ရှိသမျှအားလုံးနဲ့သင်ကိုလေးလေးအောင်ချစ်ခဲ့တာဖြစ်တယ်။အဲကြောင့်မိတ်ဆွေကိုကိုကိုသိပါ လောကရဲ့အရာတွေအတွက်ကိုတည်င်ကပျော်ဖို့အတွက်ကိုပဲမစင်စားပါနဲ့။ အမှန်တချိန်တည်းမှာပဲလောကမှာတင့်ကိုအလင်းဖြစ်ဖို့အစားဖြစ်ဖို့ဖျားထားတယ်။ဒီအလင်းကိုကွယ်ဖို့စာတန်လုံမလားလုံမှာပေါ့။ဒီစားရဲ့အရသာကိုပြက်ဖို့စာတန်လုံသလားလုံတာပေါ့။ဒါကိုကြည်ချင်အဖြစ်ကျွန်တော်ကိုးကွယ်နေတဲ့ဖျား။အဲကျွန်တော်တို့လိုက်ရှောက်နေတဲ့တမန်တရားဟာတကယ့်တမန်တရားဆစ်ဆစ်ဖြစ်တယ်ဆိုရဲအချက်ဖြစ်တယ်။